ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များနည်းနည်းဖြတ်ပြီးရှင်းပြပြပြအဲ့တော့အခုဖြစ်တဲ့ပုံစံကရှင်းပြဆိုလို့ဒီမှာအခုတို့ဘလိုပဲပေါ့နော်အဲဘလိုပဲတိုက်နေတိုက်နေတို့တော်နိုင်ရေးကဘလိုမှအောင်မှမဟုတ်ဘူးဆိုတော့အရှင်ပြားဆိုလို့ရှင်တယ်လို့တနည်းအားဖြင့်တပည့်တော်နားလည်ထားပါပါခင်ဗျအဲတို့ဒီလမ်းကြောင်းကလမ်းကြောင်းပန့်လားကြာတို့လမ်းကြောင်းကရောက်သွားနိုင်သလားအဲတို့ပြောနေသလိုတက်မလို့ကြီးလက်ကြာသွားနိုင်သလား ဒါမို့သူတို့အခုရီမန်းထားတယ်သူတို့အသက်တွေဘဝတွေပေးဆက်ရအောင်တန်တလားသူတို့ကိုအတုံးချနေတော့ဒီလက်နက်ကင်အုပ်စုတွေပေါ့နော်ဒီ EA ကိုအမိခံထားတဲ့ဒီလက်နက်ကင်အုပ်စုတွေပေါ့အဲဒီအုပ်စုတွေကအတုံးချနေတဲ့ဇာတ်တွေကယုံတင်တလားအဲသူတို့ဒီလိုနီးနေအောင်သွားမှာလားပေါ့နော်အရှင်ပြဒါကိုရောဘယ်လိုမျိုးတွေ့ကြုံနေဘဝတွေ့ကြုံပေါ့ပါအခြေခံပြီးတော့သူတို့ပြောပြအောင်လေအရှင်ပြသူတို့တွေအာအောင်နိုင်သလားပေါ့သူတို့ရဲ့ဒေါ်လာကြီးကတကယ်တော့တန်းငယ်တန်းငယ်တွေပြောချင်တယ်အဲ့ဒါပါပဲ။ င်ပါသူကခွန်အားလေအခုတမတော်ကဟလာလို့စစ်ထဲဝင်မိုးဆိုပြီးတော့အခုလိုက်ပြီးတော့ရက်ွက်တွေကိုသူ့ရဲ့ဆိုင်ရဆိုင်ရအဖွဲ့အစည်းလိုက်ဟိုဘောင်ရက်ွက်မှာရှိတဲ့မူရစေဆွဲနာလို့ဘယ်ကောင်းရရလာတတ်တဲ့အင်အားရပြီးရောဒီထက်ရောက်ကြမှာလေ့ကျင့်မယ်ပြိုးထောင်မယ်ရက်တိုက်ပြီးတော့လေလေ့ကျင့်မယ်ဒါမျိုးတွေနဲ့လှုပ်ပြီးတော့စစ်သားစုဆောင်တယ်ပဲပြောပြောစစ်သားစုဆောင်တယ်ဆိုတော့အဲဘယ်လိုပြောမလဲဥပဒေတစ်ခုအောက်ကသွားတာဟုတ်ပါ ဲ့တော့အဲ့လူငယ်တွေကလည်းဥပဒေတစ်ခုအောက်ကထိုက်တန်နဲ့လာသာထိုက်တန်နဲ့ဘဝထိုက်တန်နဲ့ဆိုတော့ပုံမှန်ရောက်ပြီဆိုတော့လေသူ့ရဲ့အုတ်ချုပ်မှုစနစ်မှာကအဲခုနကလူငယ်တွေကိုစိတ်ဓာတ်ဖွံ့ဖြိုးရေးခန္ဓာကိုယ်ဖွံ့ဖြိုးရေးပြင်းနှံအဆင့်အဆင့်စနစ်ကြပေးတာသုံးလပဲပေးပေးတလပဲပေးပေးဒါကနိုင်ငံတော်ကသွားတာအခုသူတို့လက်နက်ကင်တွေကဘယ်လို့မပြောချင်ဘူးအေးအေးပဲပြောပြီးတော့ကိုရွာကိုစီးပြီးတော့တိမ်မှာဘယ်နောက်ရှိအကုန်ထွက် မလိုက်တော့ကွန်ပြစ်တက်လိုက်ဆိုလိုက်ခဲ့ကြောက်ကြောက်နဲ့သာလိုက်ရတာကန်ရတော့လေဓမ္မဒူလောက်ဟိုတနတ်ဆိုလဲလုတ်တနတ်လောက်ခုနအဲ့ဒါမျိုးနဲ့လက်ကျင်ငန်းတွေဝင်တယ်ဒီကြားထဲမထင်မထင်လို့ဘလို့ပြောမလဲဥပဒေမရှိတဲ့အာနာနဲ့တိဆောက်ထားတဲ့သူတို့ရဲ့မျိုးချစ်စိတ်ကိုအခြေခံပြီးတော့လုံနေတာနောက်ကမြောက်ပေးတယ်ပါးစပ်ကလေးသိန်းတရားပေးလိုက်သိန်း90ပေးလိုက် လက်နဲ့ကလေးနှစ်လက်သုံးလက်ချပေးလိုက်ကိုလည်းအလုံးမျှပေးပြီးသူတို့ကသူတို့အာနာလိုချင်တော့ကြသူတို့လက်ဖွဲ့အောက်ခံဖြစ်အောင်လို့နည်းနည်းစီပေးပြီးတော့အကုန်လုံးသူတို့ကခိုင်းနေတာအဲကဲလူတယောက်တတ်နေဆယ်သိသိန်း၃၀ဆိုရည်တွေ့နေရတော့ဩလူရဲ့အသက်ကိုအလောက်တောင်လိုလိုကလေးသေးသူ့ဖေသူ့အမေဘလို့ဖြစ်ဖြစ်ဘုံမူကြီးမဲအွန်လိုင်းပဲဖြစ်နိုင်ငံတော်အကြီးအကဲခေါင်းဆောင်မင်းအား45ယောက်သောအဖွဲ့တွေတွေကအဝင်းကြီး သူဝင်ကြီးအဆင့်တွေကိုဘယ်နှယောက်မှန်းပြစ်တတ်နိုင်မှာတော့တကယ်ကိုတိုင်းပြည်ကိုဘလောင်ပလဲဖြစ်သွားအောင်ဘလူတရဘလူလုံနိုင်မှာတော့အဲ့ဒါဘယ်ဖျဲသီးတွေဖျဲသီးတွေနဲ့အလကားအချင်းချင်းတွေကိုသွေးခွဲအောင်နောက်ကနေပြီးတော့စကလုံးနေနဲ့တွန်းပြီးတော့လူငယ်တွေကိုဖျက်ဆီးနေတာသူတို့မလို့မရှက်မကြောက်သူတို့ဘဝလည်းအခုလိုတော်တဲ့ရောက်နေတာအခုလည်းစီမဖြောင်တန်းနေဘူးဒါဥစဉ်တို့နဲ့ခစ်ပြိုင် level တွေဥစဉ်တို့နောက်မှလာတဲ့လူတွေကိုဥစဉ်တို့စာနာပါတယ် ဥစဉ်ယဟန်တပါးပါဥစဉ်တရားသဘောနဲ့ကြည့်ပြီးသူတို့လည်းတနာတယ်ဘောင်းဆိုတော့မိုက်လက်စရှိနေတော့မိုက်ကုံကိုပေါ်ပြီးတော့အယုတ်ပေါ်မှာအမာတက်ရတယ်ယုံမာသူလို့ဖြစ်သွားတယ်ဆိုတာဖះမျက်လုံးနဲ့ကြည့်တာပါဥစဉ်ကတော့တဲ့တယ်ပြောရင်တော့ကိုလည်းဒီဘဝရောက်မသွားတာကံကောင်းဆိုလို့ဒါကတော့မင်းတဲ့သူတို့မနိုင်ဘူးလို့ဥစဉ်မပြောလို့ပါဘူးဘာကြောင့်လဲဆိုတော့နိုင်ခြင်းမနိုင်ခြင်းဆိုတာ နိုင်မှုအတွက်အကြောင်းတရားအထောက်ပံ့နေရအဓိကကြပါတယ်ပညာရှိသလားအဲ့ပညာနဲ့အခုတနိုင်ငံလုံးကိုလှုပ်သွားအောင်ခုနပြောလို့ပေါ့အခလေးတစ်ချောင်းနဲ့ရောထိုးတာပဲစင်ကောင်ကြီးကိုထိုးတဲ့နေရာမှာနှာနှုတ်ကိုရှာတတ်ဖို့လိုသလိုဟိုခြေထဲသွားပြီးတော့အမူတညွန်နဲ့ရိုက်လဲသူ့ဘုရားရအောင်ပြတ်မှာမဟုတ်ဘူးခြေောက်ကြီးတစ်ခုလုံးပဲ့သွားလဲဂယုစိုက်မှာမဟုတ်ဘူး ဒါပေမဲ့အဲ့အတ္တချောင်းရဲ့နာနုထိုးရတဲ့တတ္တိနဲ့အဲ့လိုအတဲအကြချလိုက်ရင်တော့ကျင်ငနဲ့အော်ကောင်းအော်မဲထွက်ပြေးမှာတော့မဟုတ်ဘူးနာတစ်ချက်မုတ်လိုက်ရင်ခုနလိုအကုန်လုံးပွင့်သွားအောင်ဖြစ်သွားနိုင်တဲ့လက်နက်တွေခစ်ထဲမှာနိုင်မို့ဆိုတာပညာနဲ့ဆိုင်တယ်လို့အရင်ပြောလို့တယ်ဒါနံပါတ်1နံပါတ်1ကလက်နက်အင်အားဒီနေ့ရုရှားနိုင်ငံကမြန်မာနိုင်ငံကို ဘုံမူကြီးမင်းအောင်လည်းကျိုးစိုးတယ်ဆိုတာဟာအရှိတောင်အာရှစစ်မြင့်နေပြင်မှာဗမာဘာလဲလို့တည်သွားတာပဲဟုတ်ဟုတ်ဒါထိုင်းနိုင်ငံလည်းအမေရိကကိုအဖေအဖေဆိုပြီးတော့ထိုင်းမှာမှန်သမျှခုနပြောဆိုပေါ့အမေရိကမှာရပြီပေးသားပြီးတော့ဘုရုပ်ပြောတဲ့နိုင်ငံကြီးဖြစ်အောင် ကြိုးစားခဲ့တဲ့သူတို့ရဲ့အောင်မြင်မှုဟာ ီကနေ့မြန်မာနိုင်ငံမှာအမိမဖော်ပဲဖြစ်ကုန်ညပြီဒေနီးယားရောက်ရောက်ဗမာ အမျိုးသမီးလေးတွေနောက်ပြန်တိုင်းပြည်ထဲမှာလည်းတကယ်အင်ကောင်းအားကောင်းလူငယ်တွေဆိုရင်လည်းခုနလိုတမရွာခေါ်လာရဲ့ PDF နဲ့ကြောင့်အဲနောက်ကြနိုင်ငံညထွက်ပြေးတယ်အခုနိုင်ငံညရောက်နေတဲ့လူငယ်တွေကဗမာပြည်ပြန်လာခြင်းနဲ့ဘုံဘုံလေစိတ်ကြအဖမ်းခံရတော့မှလားအဲ့တော့ဒီရောက်ရောက်တော့ကြတတ်တဲ့လမ်းရမလားဆိုတော့ပိုမာကြလေမလေးရှားမှာကြလေတအားဖမ်းလို့ 200 300မိနဲ့မမိရတူက2000 3000နဲ့ပုံလို့ထိုင်းနိုင်ငံထဲမှာတသိန်းနှစ်သိန်းတသန်းနှစ်သန်းပုံလို့ဝေတော့ဒီဦးဇင်းကဆက်သွယ်နေရှိနေတော့တရားမဝင်တရားဝင်သွားနေတာတူတယ်ပါဆင်းတရားဝင်တော့မဝင်တာရောကိုမောင်မောင်ကြီးမဝင်တာတွေကများတာပေါ့တင်ပါပြတင်ပါအဲ့တော့ထားတော့ဒီကနေ့သူတို့ရဲ့တိုက်ပွဲအောင်မြင်မလားလို့ပြောရင်နှစ်ချက်ရှိတယ် ညာရှိရလားအဲ့တော့သူတို့အားကိုးနေတဲ့ခေါင်းဆောင်တွေရဲ့အစဉ်နှန်းကြီးဘုနာလိုအယတမားကိုဟိုဝင်းကြီးလှုပ်ထားတို့ဟိုမယားရှုပ်တဲ့ကောင်ကဟိုစီဦးစီးချုပ်လှုပ်ထားတို့အဲ့ဒါမျိုးတွေနဲ့ဘာမှလည်းပေးနိုင်တာကန်းနဲ့မောသိန်းကို1000လောက်ချပေးဘူးလားဘယ်ဌာနဘယ်အဖွဲ့အစည်းကိုတဲ့တဲ့ပြောရင်တော့မရှိမဲ့ရှိမဲ့ကိုရွာသားချင်းဘိုလ်လှုပ်ပြီးတော့အနိုင်ကျင့်ပြီးတော့လက်နက်တွေဝဲနေရတယ်ပြီးတော့ခေါင်းဆောင်လှုပ်နေတာ တဖြည်းဖြည်းနဲ့လူငယ်တွေရဲ့ယုတ်ကလည်းလူယုတ်မှယုတ်တွေပေါ်ကုန်ရောဆိုတော့တန်းငယ်သမီးငယ်တွေကိုလည်းတနာဖို့ကောင်းပါတယ်ယုံကြည်ချက်ခံယူချက်နဲ့လာခဲ့ပြီမဲ့တကယ်ကောနိုင်ငံတော်အုပ်ချုပ်ဖို့လားဟိုကုနာလို့ရှေ့တုန်းကလို့လူမိုက်တွေဖွဲ့ပြီးတော့လက်နဲ့နဲ့မိုက်ပြတာလားတောင်ကျရင်တယောက်နဲ့တယောက်ကပြစ်ပြီးအခုဆိုရင်လားဟိုကချင်နဲ့တီအန်အယ်နဲ့အာနာလူမြင်နေရလူရင်နောင်ကျရင်လက်နဲ့မြန်တဲ့ကောင်အပြစ်တတ်ရွှေလူလို့ အတူမခံနိုင်လို့ဆိုအခုပြစ်တတ်တာ၄၅၆ရောက်ပြန်တွက်ကြည့်ခွန်မော်ပြောတဲ့စကားလေးကဟုတ်လာတယ်လို့ပြောရမှာစမ်းတယ်ပတ်သက်ပြီးတော့အောက်မှာတယောက်ကထောက်ပြတာရှင်ပြ RCS ကရက်စစ်ကပြောပါတယ်ဒီနေ့ကြာလို့ရှိရင် PDF တွေဟာဟုတ်တယ်ရက်စစ်ရက်စစ် sorry RCS ကဦးစင်းကတော့မမှတ်မိပါဘူးဒါကတော့ခွန်မော်လားလို့ရက်စစ်တော်တယ်ဘာပြောလို့သူမြင်ခဲ့တဲ့နိုင်ငံကြီးမှာဒါကြောင့်လဲဟိုရက်စစ်ကသူကိုယ်ရင်းလဲဒီလိုပဲတပုံပွားလာခဲ့တာလीပြပါပြပါ ူတို့ကလည်းရှစ်သက်ရှစ်တုံးဘာမှမဟုတ်ဘူးဒါရွက်စစ်ဆိုတာတကယ်ကိုဟိုးစားရဲ့ဟိုဘာလဲဦးစင်းတော်မှတ်မိတယ်အဲ့တော့ဟိုဘာလဲဟိုဘိဘင်ခွန်စာရဲ့အဖွဲ့လာမမှတ်မိတော့ပါဘူးထားတော့ပြောချင်တာကအတွေ့အကြုံရှိတဲ့လူတွေပြောတဲ့စကားဟာတကယ်ကနေ့ဖြစ်လာတယ်လို့ပဲလို့ဦးစင်းဘုန်းနာကိုရင်ဆရာတော်လဲယဟန်တဖြစ်လဲပြီမဲ့နိုင်ငံရေးသမားမဟုတ်တဲ့တိုင်းပြည်ကိုကာကွယ်ချစ်မြတ်နိုးခဲ့တဲ့လူတယောက် နောက်ပြီးကြတော့ကိုယ်နိုင်ငံပေါ်မှာဘလို့ဟိုအားပေးပြီးတော့ကြိုးစားပြီးတော့စိုက်ပျိုးရေးဆေးပစ္စည်းတွေအောင်မြောင်လုပ်ရင်းနဲ့တောင်သူတွေဘောကိုကဲတင်းနဲ့အခုလို့လွတ်မြောက်အောင်သွားတာဒါကြောင့်ကိုကိုကိုတမိုင်းကိုပြန်လန်ကြည့်လိုက်တိုင်းဘယ်တော့မဆူအများနဲ့လက်မထောင်ခဲ့တယ်အဲတချို့ကြတော့လည်းအဲ့လိုပေါ်ပေးဆက်ပြီးတော့ဘဝတွေပေးဆက်ရင်းနဲ့ဘဝတွေပြတ်တဲ့ရသမားတွေဖြစ်တဲ့မအောင်မြင်မှုလူငယ်တွေလည်းမအောင်မြင်ပါဘူးအဲ့တော့အဲ့ဘဝအတွေ့အကြုံတွေပြောရင်လူငယ်တွေပညာတတ်ဖို့လိုတယ် အတန်းပညာကိုပြောတာမဟုတ်ဘူးဒီမှာဆင်ပြပြတာကတော့အမှန်မှအကြောင်းကျိုးကောင်းကိုကောင်းဆိုးကိုဆင်ညာသိချင်နိုင်တဲ့တရားမျိုးတွေအမှန်တရားရဲ့ပြီးတော့လက်နက်အင်အားဆိုတာမင်းတို့မှရှိရလားဆိုတော့အဲ့တော့ဆင်ပြဆိုလိုချင်တာကတော့မောင်မြင်နိုင်ဖို့ဆင်ဒါပေမဲ့တခုရှိတာကဆင်ပြတပည့်တော် PDF တော်တော်များနဲ့စကားပြောမိတယ်ဗျာသူတို့စိတ်ထဲမှာပြောနေတာအဆွဲအဆွဲတခုရှိတယ်အဲ့ဒီအဆွဲကဘာလဲဆိုတော့သူတို့ကိုပြည်သူချစ်တယ်ပြည်သူထောက်ပံ့တယ်ပြည်သူတွေက PDF ဆိုလို့ရှိရင်တဲတဲဆွဲချစ်ကြတယ်ဆိုတော့အမြင်သူတို့မှာအဲ့ဒီအဲ့ဒီအယူဆကသူတို့မှာရှိနေတယ် တကယ်တော့သူတို့ပြည်သူချစ်မချစ်ဆိုတာအဲသူတို့ကဘယ်အောင်တိုင်းတိုင်းကြီးပြောလဲဆိုတော့ဟာဆန္ဒထွက်ပြတာကြည့်လိုက်ဒီဒါပြည်သူတွေချစ်တာပဲပေါ့အဲ့တော့ပြည်သူတွေကသူတို့တကယ်ချစ်လားပြည်သူကိုယ်ပြည်သူတကယ်ချစ်ရုံမှန်ရင်ပြည်သူရဲ့အချစ်ပြည်သူရဲ့မဲဆန္ဒပြည်သူရဲ့ ထောက်ပံ့မှုရရှင်မင်းတို့တက်အုပ်ချုပ်ပါဟုတ်လားရွေးကောက်ပွဲဝင်လိုက် PDF ပါတီထောင်လိုက်ထောင်ပြီးရလို့ရှိရင်ရွေးကောက်ပွဲဝင်နိုင်လို့ရှိတနိုင်ငံလုံးအုပ်ချုပ်တနိုင်ငံလုံးပေးမယ်ကွာဆိုတဲ့ခါကြတော့အဲ့လိုမျိုးတက်တိမျိုးကြတော့လက်နက်မပါဘဲနဲ့ပြည်သူအချစ်ကိုယူရဲတဲ့တက်တိမျိုးရှိဖို့မလိုအပ်ဘူးလားရှင်ဗျအဲ့တော့ပြည်သူချစ်ပါလားဆိုတာလူတံမိုးကြီးလိုက်တဲ့စကားဒီလိုချိန်မှမိတယ်ဆိုရင်တော့ PDF ပါတီအနေနဲ့လှုပ်ပြီးတော့ PDF ပါတီတွေလှုပ်ပြီးတော့နိုင်ငံရေးရွေးကောက်ပွဲဝင်မယ်ဆိုရင် သူ့နယ်သူ့ရက်ကပြိုင်လို့နိုင်ပြီဆိုသူ့နယ်မှာဥပဒေရတကယ်အုပ်ချုပ်ခွင့်ရရင်လွန်ကောင်းတာပေါ့အမှန်တမ်းပြောရင်တော်သူညိုရောင်နယ်မြားငါတို့ PDF ပါတီလုပ်ပြီးတော့ငါတို့ဝင်ပြိုင်မယ်ဟုတ်မလူလားရှင်းမြန်းနေကောင်ဘယ်ကောင်ရှိမလဲလွတ်လိုက်အကယ်၍သခိုင်းမှလည်းသခိုင်းရသူတို့ယုံကြည်မှုရှိတဲ့လူတင်လိုက်မယ်အဲ့လိုရွေးကောက်ပွဲတွေကိုလုတ်ပိုင်ခွင့်ရှိပြီဆိုရင်ကိုမကောင်ကိုရွေးကောက်ပွဲကိုကိုမယုံကြည်တော့သူတို့အပိုင်းပေါ့တကယ်တော့အဲ့လိုလဲ ဟိုတပိုင်းစီလုံမဲ့ဆိုရင်လည်းလုံကြစမ်းမှာတကယ်လဲဥပဒေ new ဥပဒေနဲ့အုပ်ချုပ်ကြစမ်းမှာအလွန်ကောင်းပါတယ်အခုကြတော့ကိုမောင်မောင်ရဲ့လက်နဲ့နဲ့အနိုင်ကျင့်ပြီးတော့ပြည်သူချစ်တယ်ဆိုတာတနတ်ကိုကြောက်လို့စစ်တပ်ကိုချစ်နေရတယ်လို့မျိုးတော့ယွန်းစရာကောင်းပါတယ်ဟုတ်တယ်နော်အခုဒီမှာအဲ့တော့သူတို့လည်းပါထူးတယ်သူတို့လည်းလက်နက်ကင်ထားလို့ပြည်သူကချစ်တရားအောင်ဖြစ်နေတာအဲ့တော့ပြည်သူချစ်ကိုယူလို့ရှိရင်အရှင်ဘုရားလိုမျိုးဥမာပြည့် လက်နက်မပါဘဲနဲ့ဟောပြောအဲဒါဆိုရှင်ဒါကမတကယ်ထောက်ခံမှုအစ်စ်လို့ခေါ်မှာဟုတ်ပြီရှင်ပြတပည့်တော်တို့ကအခုအောက်မှာဒီမတ်နေရတဲ့သူတွေရှိတယ်ရှင်ပြားကိုဒါဆဲဆူမှုတွေကရှင်ပြားကြော်ကြော်လွားနိုင်မှာပါတပည့်တော်ယုံကြည်ပါလားဗျအဲသူတို့တွေရဲ့စကားတွေမကြည့်တော့ဟိုအမှန်တိုင်းပြောတာဟိုအကိုမောင်ဟိုသူတို့ပြောတာတွေကိုပဲဟိုဦးစင်းကဘာဖြစ်လို့တချို့ကြတော့တဲ့တယ်ပြောရင်တော့ဘာသာကြားလဲဖြစ်ကောင်းဖြစ်မယ်ဘာသာမဲလဲဖြစ်ကောင်းဖြစ်မယ်သူတို့ကရိုင်းနာကိုဘုန်းကြီးတစ်ပါးကရိုင်းနာကို나ကြီးတတ်လိမ့်မယ်လို့ထင်တာ ဥစဉ်ကမနာတတ်ဘူးအဲ့ဒါဘောင်းလဲဆိုတော့ဥစဉ်နှလုံးသားနူးညံ့နေသူတို့တို့ဘလောက်ရိုင်းရိုင်းသူတို့တို့ဘလောက်ယုံမှယုံမှဥစဉ်မကျင်နိုင်ဥစဉ်ဘလောက်လိုက်တဲ့လူမျိုးဘာကြောင့်လဲဆိုတော့သူ့ခမရကိုကြောင့်အန္တရာယ်မဖြစ်ချင်ဘူးသူ့ရဲ့ရိုင်းပြယုံမှတဲ့စကားတွေဟာဥစဉ်ရဲ့အဲ့ဒီလိုထိခိုက်လို့ပိတ်တယ်လို့မထင်နဲ့သူဘလုံမန်းကုလို့မရတဲ့လူမြတ်စွာဘုရားဟာဒီဟုတ်ကဥပက္ခပြုသူလိုပဲဥစဉ်ကဥပက္ခပြုမှမလို့အခုမကြည့်ဘူးသူတို့မေးတဲ့မိကုန်းကတန်ဖိုးလဲကြီးတယ်တပတ်တော့ပဲဖတ်ရပါဗျာ โอเคโอเคပြောပါဒါပေမဲ့ဖတ်ပြမှာဖတ်ပြပါနော်ကဲဟုတ်ပြီကျွန်တော်တို့အနေနဲ့ကလည်းကောင်းအောင်ရေးမယ်ကောင်းအောင်ရေးတဲ့ comment တွေဝေဖန်လို့ရတယ်တိုက်ခိုက်လို့ရတယ်ဒါပေမဲ့ရိုင်းဆိုအောက်တန်းကြလို့ရိုင်းပြီးတော့အောက်တန်းကြလို့မရအောင်အဲ့ဒါဆိုလို့ရှိရင်အဲကျွန်တော်အနေနဲ့ဒါဆရာတော်ဘုရားကိုတိုက်ရိုက်တိချောက်ပေးမယ်နော်ဒီမှာတိုက်ရိုက်ဖတ်ပေးမယ်နော်ဟုတ်ပြီကဲပြောပါအောင်တယောက်ကရေးထားတယ်တဲ့မဲခိုးတာမဟုတ်ရင်လည်းရှင်းရမှာလေးတဲ့အဲ့တော့ မဲမခိုးလို့ရှိမဲမခိုးမဲခိုးခဲ့လို့ပေါ့နော်မရှင်းတာအဲမဲခိုးလို့ပေါ့အဲဆိုလို့ကျင်တာဦးစင်းဖျားတဲ့နော်မှန်တာလဲပါနေပါတယ်တဲ့သူတို့လဲထောက်ခံပါတယ်ဟုတ်ပြီအဲ့တော့တော်လန်ရေးအစကလက်နက်မကင်မင်းနဲ့ယူသားစွာဆန္ဒပြတယ်လေတဲ့အဲခင်ဗျားတို့ဘက်ကပေါ့အဲသူတို့ဆိုလို့ကျင်နေလို့ဘက်ကစပြီးတိုက်ခိုက်လာလို့ပြန်တုံပြန်တာပါတဲ့တယောက်ကရေးထားတယ်ရှင်ပြအဲ့တော့ကိုမောင်ကြီးခုနမဲခိုးတဲ့ဆိုတဲ့ကိစ္စကိုဦးစင်းက 2021ဖြစ်ပြီဆိုတဲ့ကိစ္စမှာငကူကသာပညာရှိခဲ့ရင်လို့မေစုအနေနဲ့ဒါလေးရှင်းလိုက်ရင်သူတို့လည်းထောင်ကြစရာလည်းမလိုဘူးပလင်မော်လည်းစဉ်းစားမလိုဘူးဟိုကလည်းအာနာဝင်လူမှမဟုတ်ဘူးငါဆိုတဲ့ပါဝါနဲ့မာနကြောင့်အာနာသိမ့်လိုက်ရတာမတရားဘူးဆိုလို့ပြောရင်တကယ်လောက်ခံမှမတရားတာအမှန်တရားအောင်ညှိနေတဲ့အချိန်မှာဟို မတရားမရှိတဲ့အချိန်တုန်းကညှိတယ်ဆိုရင် ဟိုဖုန်ကြီးတွေဝင်ပေးပါလားတက်မတော်နဲ့မေဆုနဲ့ပြဿနာတက်နေဦးဇင်းတို့ကြားမိတယ်ဦးဇင်းတို့အဲ့ဒီမှာရဟန်းဖြစ်တော့မပြောလို့ဘူးအခုလဲမဲခိုးခြင်းမခိုးခြင်းလည်းနောက်ထားတော့ပြီးသွားပြီအခုလဲဟိုတနှစ်တည်းတနှစ်အား2021အာဘာဖြစ်တယ်2020အကုန်ဝင်ပြရှင်းပြီ2023အာငါတို့နိုင်ပြီထုတ်ပြီးရှင်းပြီပါရှင်းပြီလာခဲ့တာထုတ်ပြီးရှင်းပြီရှင်းပြီဘာကြောင့်လဲဆိုတော့တခြား comment တွေရှိသေးလို့ပါအဲ့တော့တချို့ကပြောတယ်အ PDF ပါတီထောင်လို့ရှိရင်ရောတဲ့ခွင့်ပေးရဲလို့လားတဲ့စစ်တပ်ကတဲ့ ဟမ်ပြပါလေဥစင်းနာယုံနေယုံနေဒီလိုတလို့ဥစင်းတို့ရဲ့နိုင်ငံခေါင်းဆောင်ဆိုတာဥစင်းကိုချင်းစာမိလို့ဘာကြောင့်လဲဆိုသူတို့လည်းဘယ်နဲ့လက်နဲ့နဲ့ငញ្ញံရေးတောင်လဲနေရတဲ့ခေတ်ထဲမှာပါတီလိုပြိုင်မှုအတွက်ဆိုသူတို့ဝမ်းမီဝဲကမ်းပေါ့နော်ဝမ်းမီဝဲကမ်းပါနော်အဲ့တော့ဒါပဲအမှန်လေးတော့ဒီလိုလေသူတို့ရဲ့အသိဉာဏ်ဟာပညာနဲ့ဒန်းတူတိုင်းပြည်အုပ်ချုပ်လောက်တဲ့ဉာဏ်ရှိတယ်ဆိုရင်လာလိမ့်မယ် တနတ်နဲ့ပဲတောပုံးဓမြလောက်အဆင့်ဟိုဘယ်လိုပြောမလို့လက်နဲ့ပြပြီးတော့စားတဲ့ဓမြလောက်အဆင့်ဆိုရင်တော့လေလာမှာလည်းမဟုတ်ဘူးအဲ့လိုလာနိုင်တဲ့အတွေ့အခေါ်အယူဆရှိတဲ့လူငယ်တွေကအဲ့ဒီထဲတွေမှာလည်းရှိတယ်သူတို့ကသူခွဲထွက်လဲခွဲထွက်လာနိုင်တယ်အဲ့မဲ့သူတို့ချင်းချင်းတော့ဟိုလက်နဲ့ရှိတဲ့လူကအနိုင်ကျင့်တတ်ကောင်းလဲတတ်နိုင်တယ်ဒါပေမဲ့အရေးကြီးတာကယုံကြည်ချက်နိုင်ငံအတွက်လားရက်ွက်အတွက်လားမြို့နယ်အတွက်လားငါတို့ကတကယ်ကိုပြည်သူအတွက်လားတကယ်ဆိုရင်ပြည်သူအတွက်ဆိုတဲ့စိတ်နဲ့လား ဒီစစ်စိုးရကိုတော်လမ်းမဆိုတော့လုံးချင်းလို့လုံးအခုကိုကိုရင်ဘယ်နေရနေနေရတော့ဟုတ်တယ်လေဟုတ်လားအဖြူရောင်အမဲရောင်ရှင်းတော့အမဲရောင်ကိုသွားမတိုက်လို့ရတယ်ရှင်းပြီဆိုရင်အမဲရောင်အပြောက် ရှင်းလို့ရတယ်အခုကအညိုရောင်လို့လို့ဟိုလို့လို့ဆိုတော့တေးတာတွေများနေပြီးတော့အစိုးရကဟိုနည်းနည်းလေးဟိုဘလို့ပြောမလဲဟိုရှော့ပြီးတော့ကြိုင်နာကိုအာတာချက်လို့ထင်ပြီးတော့ငါတို့နိုင်ပြီငါတို့နိုင်ပြီနောက်ကမြောက်ပေတိုင်း တနက်တလဲနဲ့ကြီးတန်းဘလောက်ပေးမှလဲရရှိမလွယ်ဘူးလို့ပဲဦးစင်းမြင်မိတယ်အဲ့ဒါလည်းဒီသားငယ်သမီးငယ်တွေမနိုင်ဘူးလို့မပြောဘူးပညာအားကောင်းဖို့လိုတယ်ခုနကပြောလက်နဲ့အများကြီးမရှိဘူးအကလေးတစ်ချောင်းကနာနု ထိုးနိုင်တယ်ဆိုရင်ဘုရားကိုညလက်ခံတယ်ပညာရှိဖို့လိုတယ်အေးပညာနဲ့မဟုတ်ဘူးလက်နဲ့ရှိပြီဆိုတော့ခုနကလိုနာနုကိုထိုးဖို့အိုးအကလေးနဲ့မဟုတ်ဘူးအဲ့ဆင်းတကောင်လုံးကိုပြာချနိုင်တဲ့လက်နဲ့မျိုးရှိပြီဆိုတော့လေချတော့နိုင်ဖို့နိုင်တယ်သူကလည်းရေးထားတယ်ရှင်ပြ အုတ်ချုပ်သူတဲ့အတုံးမကြလို့တဲ့သဘုံထတာမတရားတာများလုံးလို့ပါဘောသူကဆိုလိုချင်တာအုတ်ချုပ်သူမတရားဘူးပေါ့မတရားတာတွေ့ကြမလို့သဘုံထတာပေါ့သူမကောင်းလို့ကိုမကောင်းရတာပါဆိုတဲ့ပုံစံမျိုးပြောတယ်သူထက်ဟုတ်ပါတယ်မှန်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 တယ်ဒါပေမဲ့အုတ်ချုပ်သူမကောင်းလို့သဘုံထတာဆိုတာကို့အစင်ကနင်းတဲ့သဘုံဖြစ်သွားတဲ့သဘုံလို့နင်းသဘုံလို့တင်မာဆိုလို့သာဥစဉ်ဝင်းပြောတာတဲ့ပြောရင်တော့သဘုံထတဲ့လူငယ်တွေကိုအထင်မသေးပါဘူးဒါပေမဲ့သဘုံလို့ဘဝနဲ့ နေတဘုံလုံးဘွားနဲ့မတည်သေးခြင်းလို့ဒန်းတို့ရှင်ပြီးတော့ရှင်နိုင်တဲ့အတိညာပညာအတွေးခေါ်အယူဆကို့မှာတကယ်ရှိရဆိုရင်တေးကြတဲ့အဲ့လူကတော်တဲ့မှာနေလဲဟိုအချိန်တန်စင်မော်ကောက်ရမှာပါဒါဥစဉ်အဲ့ဒါကိုပြောပါတယ်တိုင်းပြည်မကောင်းလို့တဘုံထမ်းတဘုံစစ်နဲ့နေရမှာတော့မဖြစ်စေခြင်းလို့ဥလို့အကြံပေးတာဥစဉ်နေနေလဲရန်တပါကိုတရားကိုအထုတ်မှာအားလဲထုတ်တယ်ဒီလို ရင်ကျန်းရေးကိုသွားတဲ့လူငယ်တွေရဲ့အမြင်နေနဲ့ဆွေးနွေးခြင်းနဲ့ကိုမောင်မောင်ပဲဖြစ်ဖြစ်ဦးစိမ့်မဖြစ်ဖြစ်ဆွေးနွေးပါလိုင်းမော်တက်ပြီးဆွေးနွေးသမှာဗဇက်ကနေပြီးတော့ကြံအမြောက်လုံနေမဲ့အစားအဲကိုကိုကိုဘလောက်အဲကိုရဲ့အုပ်ချုပ်မှုစွမ်းရည်စီယုံရေးစွမ်းရည်ဒါမှကိုရဲ့ဒီအခုအရရဒေတာမှာရှိတဲ့တားငယ်သမီးငယ်လက်နဲ့ကင်နေ PDF တွေကိုအချင်းချင်းစီလုံးရေးစွမ်းရည်တွေဘလောက်ရှိသလဲဦးစန်းတော့တိတ်သိချင်းတယ် အခုကြတော့ဟိုဒီနေ့ဒီနေ့မှာတခါလဲတစ်ဆက်ထဲမှာဒီပွဲကောမှာရှင်ပြတကယ်လို့တဲ့ PDF ပါတီဖွဲ့ပြီးတော့ဝင်ဝင်ပေးမယ်နိုင်မယ်နိုင်ရောတကယ်အာနာပေးမှတေချာရဲ့လားဖေရဆိုတဲ့တကားမေးခွန်းရှင်ဩဒုက္ခပဲအဲ့ဒါပြောတာပေါ့ယုံကြည်မှုလူတွေလေနိုင်လဲနိုင်တယ်အခုဟိုအခုဟိုဘောင်ဒီ2021ရွေးကောက်ပွဲကနိုင်တာလဲမှန်တယ်ရှင်းမှာဆိုတာမရှင်းနိုင်အောင်မာနတက်တာပြောတာဥစဉ်ပြတာလေဟုတ်တယ်မနိုင်တာဥစဉ်တော့လက်ခံတယ် 我买那面哦，啊隆重啊，特别重。南宁路那边了，路没多少，先来吧。南宁那边先来，啊，过八里路了，就叫他们不要过来。在马来安那一带建立的，我把它新马梅路上，路、oh、 开远。哎、啊 <Okay, S 2>，对口的，哎、oh，马那里马路，白面是不能安那条马路，路比较窄，那安那好大坡，走路过来，哦，费事一点，路开的比较快啊。那先来的是后边，先回来，你要不要？你要不要？哦，你。 နိုင်ငံတော်အကြီးအကဲပိုင်းအကုန်မပြုတ်နိုင်ပါဘူးအောက်ကတော့ဒါလေးဟိုဟိုတိမခံနိုင်မင်းနဲ့အာနာကိုဟိုအတင်းလူယူတဲ့အဖွဲ့ကိုအတင်းလူယူအောင် လုပ်တယ်ဆိုတာဟာအဲ့ဒီနေရာမှာမာနခံသွားလို့လို့ဥသိမ်းမြင်တာအမေစုကိုစော်ကားကျင်တာလည်းမဟုတ်ဘူးဟိုတားငယ်သမီးငယ်တို့ချစ်တယ်လို့ဥသိမ်းတို့ကချစ်ခဲ့ဘူးတဲ့သူတွေပါအခုတည်းကလည်းချစ်နေတော့မှာပဲဘာကိုချစ်တာလဲပြောရင်တိုင်းပြည်ကိုချစ်လို့လူကိုချစ်တာလူချစ်ပြီးတိုင်းပြည်မချစ်ဘူးအကရမ ဟုတ်ပြီအဲ့တော့ဒီနေရာမှာထပ်ပြီးတော့ပြောရရှိသေးတယ်။ဦးမေအောင်လာအခုတော့အရှင်ပြားအနေနဲ့ PDF တူဆုံးမာတာပေါ့လေနော်။အရှင်ပြားရဲ့ဘဝအတွေ့အကြုံတွေနဲ့သူတို့တွေကိုပြောပြတယ်။ဟဲ့လားအခုလိုမျိုးလက်နက်ကိုင်တွေအချင်းချင်းဖြစ်တယ်။ဉာဏ်ပညာမရှိတဲ့ဒေါ်လန်ကြီးဟာဆိုတာလည်းကိုကတပုံဘဝကိုပြင်ရောက်သွားပြီးတပုံလို့အဆုံးသတ်တဲ့ဘဝမျိုးရောက်သွားမယ်။အဲနောက်တစ်ခုအနေနဲ့ PDF ပါတီထောင်လို့ရှိရင်အဲပြည်သူ့ချစ်ကိုတကယ်ရလိမ့်မယ်။အဲ့တော့ပါတီထောင်ပြီးတော့ဝင်နိုင်ငံအုပ်ချုပ်ပါ။ဒီနေရာမှာအရှင်ပြားဒါဩဝါဒဒီ PDF တွေအတွက် အဲဘယ်လိုနိုင်ငံ agency စီစဉ်တဲ့အတွက်ကြောင့် oil oil လာချွေးတာပေါ့လေအခုတို့ကအသုံးချခံနေရအတိုင်း EAO တွေကအကောင်းအောင်အသုံးချနေတာတို့